ဗုဒ္ဓနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ15ရက်နေ့စပြီးတော့27ရက်နေ့အတော်တွေမှာရည်မှန်းချက်ရည်ရွယ်ချက်တရားမြင်မယ်ဝေကြီးကကောင်းမယ်လက်ဖွဲ့မယ်စုပေါင်းလုပ်ငန်းချိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုလောကန်ခြင်းတို့ရဲ့ ကောင်းသောကြိုးကျေးဇူးရမယ်အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရမယ်ကျမ်းမိန်တဲ့ငယ်ချူကြမယ်အမျိုးသမီးမိတ်ဆွေ ကြီးကဲဒုထာကူညီရမယ်စမ်းဖွင့်ခြင်းအိမ်တော်ကံကောင်းခြင်းအိမ်တော်ရင်းနဲ့ပတ်သက်သောဆုံးဖြတ်ချက်အခြေအနေနဲ့ပတ်သက်သောဆုံးဖြတ်ချက်ချမှတ်ရခြင်းတွေကြောင့်မယ်အလုပ်ကိစ္စဆောင်ရွက်စဉ်ပြင်ပေးကြီးကဲများထံကကောင်းသောထောက်ကူရမယ်ဘဝတိုးတက်မှုနဲ့ကံမြတ်မှုတွေရှိမယ်အဲဒီနေ့မှာကိုလို့သမျှအောင်မြင်မှုနဲ့တိုးတက်မှုရှိမယ် 16ရင်းနေမှာပစ္စည်းပြောက်တဲ့တဲ့မတော်စနေကျူးဆက်ရမယ်။ရန်တက်ခနေနဲ့ထိတိုက်တွေ့ပဲအနောက်တော်ရက်ကုန်တီသွားစရာညင်ရှိတဲ့တဲ့မနေ့9နိုင်နဲ့10နိုင်ခွဲတွင်သွားလာကျူးဆက်ရမယ်။ဆက်9ရင်းနေမှာငွေချေးကန်လုပ်ငန်းကန်စီးပွားကန်ထူကောင်းပြီးတိုးတက်တဲ့ကန်နေပေါ်မယ်။16ရင်းနေမှာရန်တက်ခနဲ့တွေ့တဲ့တဲ့လှည့်စားသူတွေနဲ့တွေ့တဲ့တဲ့ ၁၉ရက်နေ့မှာကိုပိုင်ဆုံးဖြတ်ချက်နဲ့ရှေတိုလောက်ကန်ခြင်းနဲ့ကြိုးပေးပြီးထုတ်တယ်ပဲအထူးကောင်းတဲ့နေ့တစ်ခုဖြစ်တယ်။20ရက်နေ့မှာ ရန်ပတိပက္ခိုင်နဲ့ထိတ်တဲတွင်ပဲသူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်ကြီးမားချက်တွေမနှောင့်နှေးမယ်။၂၁ရက်နေ့ကတော့အရာရာဆင်ပြေခြင်းတို့ရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကံမြမာခြင်းရှိမယ်။ဒါပေမဲ့အနောက်ရက်ကုန်တည်သွားစေခြင်းရှိတတ်တဲ့နေ့ဖြစ်တယ်။ပတောတဆတ်နေ့ အထူးသတိထားမယ်နေ့တနင်္ဂနွေနေ့ညနေ3:00နာရီတွင်သွားလန်နေတိုင်းကျူဆယ်မယ်အဲ့ဒီမှာဒနာသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တယ်ပိုက်ဆံ1000တန်တည်းကိုမွေးနံ့သာပြန်ပြီးတော့လူနဲ့ဆောင်ပေးလိုက်ပါတနင်္လာနေ့သောကြနေ့ငါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့ဂျာသာပရိစနေနေ့မွေးသူများကြောင့်စိတ်နှောင့်ရှယ်ဖြစ်တတ်ပါတယ်369ကိုကနန်းနေကြိုးပြပါတယ်ပန်းရောင်နေရောင်ချက်သွေးရောင်တို့ဝှက်ပြီးလို့ရှိရကိစ္စ ဆောင်ရွက်ပန်းဝေးကြီးလုံငယ်ရာစာကောင်းကျင်ကံနေရဖို့အတွက်ပန်းရောင်ပန်းဝင်တွေဒီဖျားကတ်လူပူဇော်ပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်